အားလုံးပဲမြင်္ဂလာပါဒီအပတ်ရဲ့ Simpson Recap Season 2ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီအပတ်မှာတော့ခေါင်းကြီးတို့ရဲ့ဇာတ်လိုက်ကျော် Homer Simpson တယောက်အလုံးလက်မဲ့ဖြစ်ကြံရမရဖြစ်ရကနေတညို့လုံးရဲ့ဇာတ်လိုက်ကျော်ဖြစ်သွားတဲ့ဇာတ်လမ်းလေးကိုပြောပြပေးသွားပါမယ်ခင်ဗျာထုံးစံအတိုင်းစောက်တလွဲလေးတွေတော့မပါမဖြစ်ပါရအောင်ပါပေါ့ဇာတ်လမ်းလေးရဲ့အစမှာမောင်မင်းကြီးသား Bud Simpson ဟာကျောင်းကနေလိုက်ပို့တဲ့ Free Trade ကြောင့် Spring Free ရဲ့ Nuclear Data အပိစက်ရုံစီကိုတွားဖို့ဖြစ်လာပါတယ်ဒီနေရာဟာသူ့အဖေ Homer အလုံးလုံးနေတဲ့အနာဂတ်ကိုကြိုပြီး spy ရအောင်မယ်ဆိုရင်တော့မကြခင်မှာသူ့အဖေအလုပ်ပြုတ်တော့မယ့်နေရာတစ်ခုပေါ့ ကျောင်းဘတ်ကားပေါ်မှာတော့ထုံးစံအတိုင်းဘတ်ကိုသောက်ဒုက္ခပေးတဲ့သူတွေနေကြုံရတယ်လို့သူကလည်းရှေးမှုမပြတ်အားကျဲအားကျဲဟောင်းပွားဟောင်းပွားနဲ့ပဲဘတ်ကားတစ်စီးလုံးကိုသေးတန်သာရာနဲ့တင်ဆက်ဖြောပြေးလိုက်ပါသေးတယ်။ကျောင်းဘတ်ကားကလည်းဆောင်ရဟိုက်နေတဲ့ဘဲကြီးမောင်းတာဆိုတော့သကောတဲ့ဇီးဖြူသီးလိမ့်လိုက်ကျောင်းရှိပြန်ရောက်လိုက်အုပ်စုလိုက်မလကီးရမလို့တွေဖြစ်လိုက်နဲ့38မိနစ်နေအားလုံးစင်းမပြီးလိုက်မှရောက်ရမယ့်နေရာကိုဖျားတပြီးရောက်သွားကြပါတယ်။ဒါအပိစက်ရုံထဲမှာတော့ဒန်ဝေးပိုက်လိုင်းတွေတတိပေးချက်စတစ်ကာတွေနဲ့ပြည့်လို့ပေါ့ တိုးကိုက်ခက်လန်းလန်းလေးမပါလို့ပြင်းစရာကောင်းနေတယ်သူတို့ရဲ့လေးလာရေးခီးလေးကမကြခင်ပါပဲဘတ်ရဲ့မွေးတဖခင်ကြီးကြောင့်စိတ်လှုပ်ရှားစရာလေးတွေဖြစ်သွားပါတော့တယ်အချောင်ခိုးပြီးဒိုးနဲ့ပဲစားနေရကသူသားအရှိအစွမ်းပြမဟဲ့ဆိုပြီးမလုံစပူးလေးတွေရှောက်လုပ်လိုက်ခါမှာအနေရရှိတဲ့ပိုက်လိုင်းကြီးကွဲအောင်ဝင်တိုက်မိပြီးအလုံးအလန့်တကြားဖြစ်သွားတယ်လို့အလုတ်ပြုတ်ပြီးသားဖားနှစ်ယောက်အိမ်ပြန်ခဲ့ရပါတယ်။အိမ်ကိုပြန်ရောက်တဲ့အခါမှာတော့သူလုံပြုတ်တဲ့အချောင်ကိုဖုံးကွယ်ဖို့ကြိုးစားပြီးခဏအလုတ်ကအနာပေးလိုက်တယ်လို့ဟန်ဆောင်ပေးမယ်။မကြခင်မှာပဲပတ်စံရောမျောလင်းချက်ရောပြုတ်ပြုတ်ပြုံးပြီးတောက်စရာပြီးရတော့မရှိတဲ့ဘဝကိုရောက်သွားခဲ့ပါတယ်။ အကြွေးပေးစရာတွေလည်းပုံရှောက်တဲ့များအလုပ်တိုင်းကလည်းအရေးတောင်အနည်းမခံပဲနှင်ထုတ်ခံရတဲ့ဟိုမာရဲ့ဘွားဟာဖွင့်ပြောတဲ့စော်ညင်းခံရတဲ့ခေါင်းကြီးတို့လိုပဲအရာရာအသေးပင်မဲ့သွားခဲ့ပါလေသူ့သားရဲ့ဝတ်စုကူလေးကိုခွဲမိပြီးဘီယာတောက်စရာတော့မလောက်လို့ဒေါသထွက်သွားတဲ့ဟိုမာတယောက်ဟာနောက်ဆုံးတော့သူ့ကိုယ်သူဖြစ်ပြနေတာတွေကိုဘယ်လိုမှယူကျုံမရတော့ပဲမိသားစုကိုထားပြီးလောကကြီးကနေတယောက်တည်းထွက်သွားဖို့နှုတ်ဆက်စာကိုရေးခဲလိုက်ပြီးနောက်မှာတော့လေးလုံးနဲ့ကြောက်ခဲကြီးတဲ့ပြီးကိုကိုကိုအဆုံးသတ်ဖို့တရားရှိရာကိုလိတ်လို့အမြန်နှုံးနဲ့ထွက်သွားပါလေ ကြောက်ခဲကြီးတဲ့ပြီးခီးမတွင်သေးတော့အိမ်ကအိယာနိုးပြီးလိုက်လာတဲ့သူ့မိမနဲ့သားသမီးတွေကခုံမချခင်မှာပဲသူ့ကိုတားနိုင်လိုက်ပြီးသူ့အဖေကိုအားပေးစကားတွေပြောကအဲ့လိုမလုပ်ဖို့ဝိုင်းသားကြပါလေတကယ်ကိုနှွေးထွေးတဲ့ moment လေးတစ်ခုပေါ့အဲ့ဒီအချိန်မှာပဲတံတားပေါ်ကိုဒရကျန်းမောင်းသွားတဲ့ကာသမားကြောင့်သမီးသားစုလုံးအသက်ကနေတီတီလေးလွတ်သွားတဲ့အခါမှာဟိုမာကကာသမားကိုဆဲဆိုရင်ဒီလန်းဟာလန်းသွားလန်းလာတွေအတွက်အန္တရာယ်များတယ်ဆိုတာရှာတွေ့သွားခဲ့ပါတယ်။သူရဲ့လုံးစရာမဲ့အသေးပဲမဲ့နေတဲ့ဘဝမှာလုံးစရာတစ်ခုပေါ်လာပြီဆိုပြီးသတိပေးဆိုင်ပုတ်တက်ဖို့ရုံးမှာစသွားတင်ပါတယ် ခက်ခဲမဲ့လို့မျှော်လင့်ထားပေမဲ့တရားသူကြီးတွေကလွယ်လွယ်နဲ့ခွင့်ပြုလိုက်တဲ့နောက်မှာတော့သူ့ဘွားဟာဖျားသခင်ကပေးတဲ့ mission တစ်ခုပေါ်လာတယ်လို့တမျိုးလုံးကရှိသမျှနေရအကြအလတ်မရှိအောင်သတိပေးဆိုင်ပုတ်တွေလိုက်တဲ့ရင်တမျိုးလုံးရဲ့လုံခြုံရေးကွက်ရေးစောင့်ရှောက်သူကြီးအဖြစ်သတင်းစာမျက်နှာပေါ်မှာပါသွားခဲ့ပါတယ်။ဟိုမှာတရားတမျိုးလုံးရဲ့သူရဲကောင်းဖြစ်သွားပြီးတဲ့နောက်မှာတော့သူ့ရဲ့ရန်သူတော်ဟောင်းသူ့ကိုအလုပ်ဖြုတ်လိုက်တဲ့ဓာအဖြစ်စိတ်ယုံဘက်ကိုမျက်စောင်းထိုးတော့တာပါပဲ။ တအားပိစက်ရုံဟာသူတို့မျိုးလေးအတွက်အန္တရာယ်ရှိရလို့အားလုံးကိုလှုံ့ဆော်လူလူကြီးကလည်းသူ့နောက်ကနေလိုက်ပြီးဆန်သားပြထုတ်ဖို့ကြတဲ့နောက်မှာတော့ဒါအားပိစက်ရုံပိုင်ရှင်ဟာဟိုမှာကိုအရင်လိုမလောက်လေးမလောက်စားလို့သဘောထားလို့မရမှန်းသိသွားပါတော့တယ် အဲ့မှာပဲအရင်ရှင်တို့ရဲ့စောက်ကျင်အတိုင်းတိတ်တိတ်လေးခွန်နေရပြီးပါဇက်ပိတ်ခိုင်းမှုလုပ်ပါလေဟိုမှာတယောက်သူ့နောက်ကနေအားပေးနေကြတဲ့လူအုပ်ကြီးဘက်ကပဲရက်တီရမလားစိတ်ယုံငါပေးတဲ့ယာရူကောင်းကိုပဲရွေးလိုက်ရမလားအကြက်ရိုက်နေပေမဲ့မြစ်တာစေတနာကြီးမရှာပြီးတကူကောင်းစိတ်ကင်းသွန်းလာသူကြီးမို့စိတ်ယုံငါပေးတဲ့ယာရူကိုပဲယူပြီးလူလူကြီးကိုတော့သူတို့အားလုံးဘေးကင်းဖို့ဒီစိတ်ယုံမှာလုံခြုံရေးအထူးလေးလာစောင့်ကြည့်သူအနေနဲ့အလုံးလုံးတော့မယ်လို့အချိုတက်လိုက်ပါလေသူများရောင်လို့လိုက်ရောင်တဲ့လူအုပ်ကြီးလေဟိုမှာပြီးတာနဲ့အားလုံးပြီးပြီဟေးဆိုပြီး happy ending လေးဖြစ်သွားပါလေ နျူကလ িয়ার တပ်ပေါင်းဖို့မှာဟိုမာကိုလုံခြုံရေးတွက်ခန့်လိုက်တာဟာမြောက်လက်ထဲနျူကလ িয়ার ဘုံကျဲလို့ရတဲ့ခလုတ်ထည့်ပေးလိုက်တယ်လို့ပဲမို့ Springfield ကလူတွေဘယ်အချိန်မှလကီးရကြမယ်ဆိုတာကတော့ဇလန်းလေးထဲမှာပါလေလို့ကိုတိုင်သာစိတ်ကူးချင်ကြီးကြပါတော့လို့ပြောရင်ညီကုန်းချုပ်ပါလေ The Simpsons series ကိုမြန်မာစာတန်းထိုးနဲ့ကြည့်ရှုရှင်နေဆိုရင်တော့ကျွန်တော်တို့ရဲ့ Telegram Channel လေးမှာလာရောက်အားပေးကြည့်ရှုနိုင်ပါတယ်ခင်ဗျာနောက်ထပ် recap video တွေကိုလည်းအပတ်စဉ်မှန်မှန်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ YouTube Channel လေးကိုလည်း Subscribe လုပ်ပေးထားဖို့မမေ့ပါနဲ့ အခုတင်ဆက်ပေးသွားတာကတော့ကျွန်တော် review ဖြစ်ပါတယ်ခင်ဗျာ။